ရှင်းနေပေါင်များစွာကလေးကအရန်အေးတဲ့ရေခဲပြင်တွေပေါ်မှာနေထိုင်လာခဲ့ကြတဲ့ Eskimo လို့ခေါ်တဲ့လူမျိုးစုတွေဟာသူတို့ရဲ့ထူးခြားတဲ့နေထိုင်သွားလာကျက်ဆံမှုတွေကြောင့်ကမ္ဘာမှာထင်ရှားပြီးလူသိများကြပါတယ်။ Alaska, Greenland, Canada အလဲပိုင်းနဲ့ရုရှားနိုင်ငံ Siberia ဒေသတွေမှာနေထိုင်ကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလေးကအာရှကနေလေများပြင်အမေရိကတိုက်ဘက်သို့ပြောင်းရွှေ့လာရောက်နေထိုင်ခဲ့ကြတဲ့ Indian မျိုးနွယ်ဝင်လူမျိုးစုတွေပဲဖြစ်ပါတယ်။ လူကြီး3သိန်းရနဲ့3သိန်း5000လောက်ရှိမယ်လို့ခန့်မှန်းထားကြပြီးတော့တက်ဆိုင်ရဒေသအလိုက်လူမျိုးစုနဲ့ဘာသာစကားကွဲပြားမှုတွေရှိကြပါတယ်။ရင်းရဲတဲ့ရေခဲပြင်တွေပေါ်မှာလည်းဒေသအလိုက်ရွာတွေတည်ပြီးနေထိုင်ကြပါတယ်။ Eskimo လူမျိုးတွေရဲ့တူးခြားတဲ့အရာတစ်ခုကတော့ igloo လို့ခေါ်တဲ့ရေခဲအိမ်တွေတိဆောက်ပြီးနေထိုင်ကြတာပဲဖြစ်ပါတယ်။ရေခဲချက်တွေကိုစီးပြီးစဝိုင်းပုံစံလိုက်ကူအဖြစ်တိဆောက်ပြီးအောက်ခြေမှာဝင်ပေါက်ပြုလုပ်ထားပါတယ်။အတွင်းဘက်မှာမီးဖို့နဲ့ဝေလာ၅စီတွေနဲ့လှုပ်ထားတဲ့ ဖျောင်းနှံတွေကိုထွန်းညိပြီးတော့အဲကအပူတွေကအိမ်တွင်းဘက်ကရေခဲတွေကိုအေးပြော့စေပါတယ်အဲ့ဒီရေတွေပြန်ခဲသွားရင်တော့အိမ်တွေကအင်္ဂရေကတ်ထားသလိုပုံမခိုင်ခက်လာပါတယ်ဒါကြောင့်အပြင်မှာဘလောက်ရေအိမ်ထဲမှာနွေးထွေးစာနေထိုင်နိုင်ကြပြီးတော့အိမ်တွေကလည်းရေလေတိုက်တဲ့ဒဏ်ကိုခံနိုင်ပါတယ်ဟင်းသီးဟင်းရွက်တွေမရှိဘဲပင်လယ်ဖြန်ဝေလငါးနှင့်ကာရီဘူးသမင်တွေကိုအမဲလိုက်ပြီးစားသုံးကြပါတယ်အေးဒဏ်တွေကိုခံနိုင်ဖို့အတွက် ကာရိဘူးသမင်တွေရဲ့အရေးခွန်တွေနဲ့တားမွေးတွေကိုအဝတ်ထည်လုပ်ပြီးဝတ်ဆင်ကြရပါတယ်။ခီးသွားဖို့နဲ့အမဲလိုက်ဖို့အတွက်ဆောင်းရံသီမှာနှင်းခွေးတွေနဲ့ဆွဲလဲတွေကိုအသုံးပြုကြပြီးတော့နွေရာသီမှာတော့ပင်လယ်မှာအမဲလိုက်ဖို့အတွက်ဖြန်းရည်ပြားတွေနဲ့လှုပ်ထားတဲ့လှေကိုအသုံးပြုကြပါတယ်။ယနေ့ခေတ်မှာတော့အလက်စကာနဲ့ဂရင်းလန်တောင်ပိုင်းကအက်စကီမိုလူမျိုးတွေကတော့ပုံမှန်လူတွေလိုဝတ်ဆင်နေထိုင်သွားလာမှုတွေရှိကြပြီးတော့ဝေးလံတဲ့နေရာမှာရှိတဲ့အက်စကီမိုလူမျိုးတွေကတော့ ူတို့ရဲ့ယဉ်ကျေးမှုနဲ့ရိုးရ delay ကိုတော့ဆက်လက်ထိန်းသိမ်းထားလျက်ရှိပါတယ်။ဒါမှမဟုတ်တချို့လူမျိုးစုတွေက Eskimo လို့ခေါ်ရင်တိတ်ပြီးတော့မကြိုက်ကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Eskimo ဆိုတဲ့အဓိပ္ပာယ်ကအသားစင်းစားခြင်းလို့အဓိပ္ပာယ်ရောက်ပြီးတော့အနှုတ်လက္ခဏာသဘောဆောင်တဲ့အဓိပ္ပာယ်ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့် Eskimo လို့ခေါ်မွဲ့အစားအင်းညိုတဲ့လူမျိုးဒါမှမဟုတ်သက်ဆိုင်ရာလူမျိုးစုနာမည်တွေကိုခေါ်ဖို့ပိုပြီးနှစ်သက်ကြပါတယ်။ဒါကြောင့် Eskimo လူမျိုးတွေကတိကျကဘာတစ်ခုလို့နေထိုင်နေပေမဲ့ သူတို့ရဲ့ယဉ်ကျေးမှုသွားလာနေတဲ့စက်စားမှုတွေကကဘာမှထင်ရှားတဲ့လူမျိုးတစုအဖြစ်တည်ရှိနေပါတယ်။